မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့2025ခုနှစ်မေလအတွင်းမိုးရွာသွန်းနိုင်ခြင်းကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။မိုးလဝသတုတေသီအွန်လိုင်းကတော့ဧပြီလ30ရက်နေ့ည10:00နာရီချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။တရင်းနိုင်တိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊အေရီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်မန္တလေးတိုင်း၊စကိုင်းတိုင်း၊လေပိုင်းနဲ့အောက်ပိုင်း၊ရှမ်းပြည်နယ်တွေမှာတော့2025ခုနှစ်မေလအတွင်းမှာနှစ်စဉ်ရွာသွန်းမြေအထက်အများဆုံး30မီလီမီတာကနေ20မီလီမီတာ၊တုံညတသမာလီလမန်ကနေ3 9.8လက်မှာတင်မိုးပုံမိုးရွာသွန်းနိုင်ပြီးတော့ကချင်ပြည်နယ် ကချင်ပြည်နယ်နဲ့ထိစပ်လျက်ရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတချို့နဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတချို့နဲ့နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာနှစ်စဉ်ရွာသွန်းမြေမွေးရင်ကန်တာမှုရွာသွန်းပါမယ်။လက်ရှိအချိန်မှာဖြစ်ပေါ်နေတဲ့အချိန်ကာလမွေးရွာသွန်းတာတွေဟာမေလ၄ရက်နဲ့နောက်ပိုင်းမှာခေတ္တရစ်တန်သွားပြီးတော့မေလ၁၀ရက်နောက်ပိုင်းမှာတရင်းနိုင်တိုင်းကစလို့မုတ်တုံမိုးဦးရွာသွန်းခြင်းစတင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။တဲ့နိုင်တိုင်းနဲ့ထိစက်လျက်ရှိတဲ့မုတ်ပြင်းနဲ့ကရင်ပြင်းနဲ့မှာတော့တရက်ခန့်နောက်ကျနေပြီးတော့မေလ17ရက်နောက်ပိုင်းမှာမုတ်တုံမိုးဦးစတင်ရွာသွန်း ၃နိုင်မယ်လို့ခန့်မှန်းထားပါတယ်။၃နိုင်တိုင်ရဲ့မုတ်တုံမုတ်ဦးရွာ၃နိုင်တဲ့အချိန်လေးက၂၄နိုင်အတွင်းနှစ်လက်မှတ်ကွဲကန့်တီမူများပါမယ်။ ECNWF မော်ဒယ်ချုပ်တင်ခံမှန်းချက်တွေရမေလ13ကနေ15ရက်တွင်မြန်မာနိုင်ငံတောင်ပိုင်းဒေသနာအတိုင်းကိုနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်နိုင်ကြောင်းလည်းတွေ့ရပါတယ်။ ECNWF ခံမှန်းချက်အရဆိုရင်တော့ဒီအချိန်ဟာပင်လယ်ပင်လယ်ကိုတောင်ပိုင်းနဲ့ကပ်လီပင်လယ်မှာမုတ်တုံလေးအားကောင်းနေမှာဖြစ်တဲ့ကြောင်းလေတိုင်တော့ဟာတနအိကို38မိုင်ကန်ရှိကြောင်းတွေ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းနှမ်းဆိုင်ပြိုမဲ့တောင်သူတွေအတွက်တည်ထောင်ခံမှန်းချက်ကိုဖော်ပြပေးပါမယ်။နေကြောင်းမှုတွေတာဥွေဖြူအောင်ကတော့30ရက်လေတာ2025ရက်နေ့ည7:55မိနစ်အချိန်မှာကိုလို့ ဖော်ပြန်ခဲ့ပါတယ်မြန်မာနိုင်ငံအလဲပိုင်းမှာနှမ်းဆိုင်ပြို့ဖို့တောင်သူတွေအတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတွေမှာတော့ဒီရက်ပိုင်းနဲ့မှာအချိန်ကာမှုမိုးရွာသွန်းတာတွေဖြစ်ပေါ်နေသလိုမိုးရွာရက်ကဒီနေ့ကနေ9လပိုင်း၄ရက်နေ့အထိမိုးရွာရက်ကြန့်ရှိနေပါသေးတယ်9လပိုင်း9ရက်နေ့ကနေ10ရက်နေ့အထိမိုးပြတ်ပြီးတော့ပြန်လည်ပုံပြင်းလာဖို့လည်းရှိပါသေးတယ်အရင်မိုးနဲ့9လပိုင်း9ရက်နေ့ကနေ10ရက်နေ့အတွင်းမှာမျိုးစစ်ချနိုင်ပါတယ်9လပိုင်း17ရက်နေ့ကနေ14ရက်နေ့အတွင်းမှာနှမ်းပင်ပေါရအောင်မိုးများရွာ ွာဖို့လားလာရရှိနေပါသေးတယ်။အပင်ပေါက်ရပြင်းတဲ့ဒီနှစ်မိုးဥကပုံမှန်တက်ရက်နှင်းငယ်စောမှာဆိုတော့နှမ်းကြိုက်မိုးလေးတွေဆက်ရနိုင်ပါတယ်။ အခုမှမိုးစရွာတော့ရှိသေးတာဆိုတော့မိုးရွာရက်တွေမှာထဲတွေထုံတွေကိုကြိုတင်ပြင်ဆင်ထားပြီးမှ9လပိုင်း9ရက်နေ့မိုးပြတ်တာနဲ့ချက်ချင်းထက်ရေးပြင်ဆင်ပြီးတော့ဆိုင်လိုက်တာနောက်မိုးနဲ့အပင်ပေါက်ပြီးရမှာဖြစ်ပါတယ်ကြိုတင်ပြင်ဆင်ချိန်များစွာရရှိတဲ့အတွက်အချိန်ကိုက်လုံနိုင်ဖို့နှမ်းတွက်ထိုးမှတည်ကြပါတယ်ဆက်လက်ပြီးတော့လည်းမြန်မာနိုင်ငံတောင်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာမိုးရော့ပြီးတော့မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့အထက်ပိုင်းဒေသတွေမှာမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့အထက်ပိုင်းဒေသတွေမှာမိုးဆက်လက်ရွာသွန်းမဲ့အကြောင်းဖော်ပြပေးပါမယ် ။နေကြောင်းမလို့တာဥွေဖြူဟန်ကတော့၂၅လ2025ရက်နေ့မနက်၈:၂၅မိနစ်ချိန်မှာဂုလို့ထုတ်ပြန်ခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး အောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာတော့နေရာအနှံ့ပြားမိုးရွာသွားပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာစိမ့်စိမ့်မိုးရွာသွားပါမယ်။အရာဝတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာနေရာကျကျမိုးရွာသွားပါမယ်။စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာတော့နေရာကွက်ပြီးမိုးကြီးပါမယ်။ကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အထင်းထင်းဖြစ်ထွန်းပြီးတော့နေရာကွက်ကြမိုးရွာသွားပါမယ်ရှင်။ ဆက်လက်ပြီးတော့လည်းချိန်ကာမို့မိုးရွာနိုင်မဲ့တရေပေးချက်အမှတ်စဉ်30ရက်မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ2ရက်နေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်ထုတ်ပြန်ချက်မှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နိုင်ခွဲချိန်တိုင်းထွာချက်တဲ့အရာအနောက်ဘက်ကရွေးရှားလာတဲ့ဒေဝေးလိုင်းတွေရဲ့အရှင်ကြောင့်လကောက် အရှိဘက်ကရွေးရှားလာတဲ့လေဝေလိုင်းတွေရဲ့အရှင်ကြောင်း၎င်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ကလေနွေးတွေနဲ့တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့လေဖိအာကြီးရဝန်ဒေတာကရွေးရှားလာတဲ့လေအေးတွေတွေ့ဆုံလာကြလောက်အပူပြန်တတ်တဲ့နေဖြစ်ထုံးမှုအားကောင်းလာကြလောက်ဒီနေ့ညနေကနေ၄ရက်၅လ2025အတွက်မှာတော့မကွေးတိုင်းဒေတာကြီးနဲ့ရခိုင်ပြည်နယ်မှာနေရာကွက်ကြနဲ့နေပြီးတော့ရောင်တိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအရာရတိုင်းဒေတာကြီးတရိုင်းတိုင်းဒေတာကြီးကချင်ပြည်နယ် ပြားမြင့်နဲ့ကရင်ပြင်းနဲ့ချင်းပြင်းနဲ့မုပြင်းနဲ့ရှမ်းပြင်းနဲ့မှာနေရာကျဲကျဲကနေနေရာဆဲဆဲမိုးထကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့ပြည်သူတွေအနေနဲ့အချိန်ကားမှုမိုးရွာသွန်းတာတွေနဲ့အတူတူနေပြင်းနဲ့တိုက်ခတ်တာမိုးထကြုံတာမိုးကြိုးပြတ်တာလျှက်စီလက်တာမုတိကျွေတာနဲ့မြေပြိုတာစတဲ့မလို့တာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မိုးသည်ထန်စွာရွာသွန်းပြီးတဲ့နောက်မှာကြောက်ဆောင်မြေချားရွာထဲမှာရေကြီးမှုဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ မိုးတရံစွာရွာသွန်းပြီးတဲ့နောက်ကြောက်ဆောင်မြေချရွာအတွင်းမှာရေကြီးမှုဖြစ်ပွားတဲ့ကြောင့်ရွာသားတူဟန်ကသိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းကလောမျိုးနယ်ကြောက်ဆောင်မြေချရွာမှာမေလ၁ရက်နေ့ညနေပိုင်းမှာမိုးတရံစွာရွာသွန်းပြီးတဲ့နောက်ကြေးဝအတွင်းရေကြီးမှုဖြစ်ပွားပြီးတော့နေတချို့ကလည်းရေတဝက်မြုပ်ခဲ့ကြောင်သိရပါဗျ။ မိုးကတက်တက်မဲမဲရွာတော့မြောင်းကမဆန်တော့ဘူးနေနေထိရေတက်သွားတယ်။ရွာမှာဒီလိုဖြစ်တာအခုမှကြုံဘူးတယ်။ဒီမနက်ပိုင်းအထိမြနေပိုင်းမှာရှိတဲ့အိမ်တွေရေအကုန်မကြသေးဘူး။ဒူးောက်အထိရှိနေသေးတယ်။မိုးကလည်းဖွဲ့ဖွဲ့ရွာနေသေးတယ်လို့ဒေတာကန်တာကဆိုပါတယ်။မြေမြုပ်သွားတာကြောင့်ရွာသားအိမ်အောင်မှာရှိတဲ့သူလောင်ထားတဲ့နှွားချီတွေအာလူတွေဂျင်းတွေရေမြုပ်ပျက်စီးသွားတာရှိကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ဧပြီ28ရက်နေ့ကလည်းဟိုပုံးမြို့နယ်အောင်ပန်းမြို့နယ်မှာလည်းပဲ မိုးသည်ထန်စွာရွာသွန်းနေပြင်လေပြင်းမှာတိုက်ခတ်တာကြောင့်ဒေသခံနေအိမ်60ကျော်ပျက်စီးခဲ့ကြောင်းသိရပါပါရှင်။ဆက်လက်ပြီးတော့လွန်ခဲ့တဲ့2လကပျောက်ဆုံးခဲ့တဲ့အမျိုးသမီးရဲ့အလောင်းကိုဖျားပုံပိုးလေးလမ်းဘေးမှာတွေ့ရှိခဲ့ကြောင်းဖော်ပြပေးပါမယ်။ ERA တိုင်းဖျားပုံမျိုးနယ်မှာလွန်ခဲ့တဲ့2လကကပျောက်ဆုံးတဲ့အမျိုးသမီးတအုပ်ရဲ့ယုံလောက်ကိုဖျားပုံပိုးကလေးကားလမ်းမှာပြန်လည်တွေ့ရှိခဲ့ကြောင်းသိရပါပါရှင်။ဖျားပုံမျိုးနယ်ကိုအိမ်တန်းကြီးရွာနဲ့ တကံကွာကြီးကြည်ဝါအနေဖြာပုံဘိုးကလေးကာနန်ပေမှာလူရိုးစုတခုတွေ့တဲ့ကြောင့်ဒေသခံတချို့ကအကြောင်းကြားရကနေအခုလိုတွေ့ရှိတာဖြစ်ပါတယ်။သေဆုံးတာကြတော့အရိုးစုပဲကျန်တော့တယ်။သူ့ရဲ့လက်မှာဟန်ချင်းကိုတွေ့မှာဖြာပုံမှာလူပြောက်တိုက်ထားတဲ့ကောင်မလေးဖြစ်နေတာ။ဘာကြောင့်တည်ဆုံရလဲဆိုတာမသိသေးဘူးလို့ဒေတာကန်ကဆိုပါတယ်။တည်ဆုံတဲ့သူကတော့ဖြာပေါ်မျိုးနဲ့ကြုံတာကြီးရွာမှာနေထိုင်သူအသက်23နှစ်အရွယ်မဖဖူးရွှေစင်ဆိုသူဖြစ်ပြီးတော့ ဖေဖော်ဝါရီလ22ရက်မှာနေအိမ်ကဆိုင်ကနေထွက်သွားရကနေပျောက်ဆုံးတဲ့အတွက်လူပြားမှုနဲ့ရဲစခန်းမှာအမှုဖွင့်ထားကြောင်းလည်းသိရပါဗျ။တေဆုံးတာကြတော့အယိုးစုပဲကြံတော့တယ်သူ့ရဲ့လက်မှာဟန်ချင်းကိုတွေ့မှဖျားပုံမှာလူပြောက်တိုက်ထားတဲ့ကောင်မလေးဖြစ်နေတာဘာကြောင့်တေဆုံးရလဲဆိုတာမသိဘူးလို့ဒေတာကန်ကဆိုပါဗျ။တေဆုံးသူကတော့ဖျားပုံမျိုးနဲ့ကြုံတာကြည့်ရမှာနေတိုင်းသူအသက်23နှစ်အရွယ်မဖဖူးရွှေစင်ဖြစ်ပြီးတော့ဖေဖော်ဝါရီလ22ရက်မှာနေအိမ်ကဆိုင်ကနေထွက်သွားရကနေပျောက်ဆုံးနေတဲ့အတွက်လူပြောက်မှုနဲ့ရဲစခန်းမှာတိုက်ထားတာဖြစ်ကြောင်းလည်းသိရပါဗျ။ မဖဖို့ရွှေစင်တည်ဆုံရတဲ့အကြောင်းရင်းကိုဖျားဖို့မြို့နယ်ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ပြီးတော့မေလာတရရနေနေ့နဲ့ဆန္ဒနာရီမှာသူမရဲ့ယုံလောင်းကိုကြုံတာတုံ့တန်မှာတချို့မှာဖြစ်တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးတော့လာရှိုးမှာအင်ဒီကားခေါက်လာတဲ့သူကိုမတင်ကားလို့လုံးထွေးဖက်စီရာကနေနှစ်ယောက်ဖမ်းမိတဲ့အကြောင်းဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးရက်ွက်ခွန်မှာ အင်ပလ30ရည်နေမနဲ့3နိုင်လောက်ကနေတိန်နဲ့တကားခောက်လာတဲ့သူကိုအင်ရှင်ကလုံးထွေးဖမ်းဆီးခဲ့ကြောင်းဒေသခံတွေထားကသိရပါတယ်။လူလေးယောက်ရောက်လာပြီးတော့တကားကိုလာခောက်တာအင်ရှင်ကမတင်ကားလို့နဘန်းလုံးလိုက်တာနှစ်ယောက်မိထားတယ်လို့ဒေသခံအမျိုးသားကဆိုပါတယ်။အဲ့ဒီလူလေးယောက်ကတော့ကားတစ်စီးနဲ့ယောက်လာတာဖြစ်ပြီးတော့အင်ရှင်နဲ့လုံးထွေးနေချင်းနှစ်ယောက်ကထွက်ပြေးလို့နှစ်ယောက်ပဲဖမ်းမိတာလို့ဆိုပါတယ်။လာရှိုးရက်ွက်30ကနေတိန်မှာတကားခောက်ပြီးလာခေါ်တဲ့ကောင်လေးတခိုးဖြစ်နေတာလုံးကင်စားတော့ရတာအခက်အခဲပေါင်းများစွာကြုံတွေ့နေရတဲ့ဟာကို ကိုအကုန်မွင့်ရင်ပိုကောင်းတယ်လို့ဒေတာကံအမျိုးသမီးကဆိုပါရယ်လက်တလုံးလှရှုမှာတော့ခိုးတာတွေလူရတာတွေဓာကုတ်တာတွေခက်စိတ်စိတ်ဖြစ်နေတာကြောင့်ရာဇဝတ်မှုကျွလုံတဲ့သူတွေကိုဖမ်းမိပါမျိုးကန်တွေအတွက်လုံခြုံမယ်လို့ဆိုပါရယ်အေဘ26ရက်ကလည်းရက်ွက်ကိုနေမြတဲ့ကလမ်းသွဲ30မှာမြို့သားတယောက်ဓမြတိုင်ခုတ်သက်ခံရပြီးတော့အေဘ24ရက်နေ့ကဓာတ်ပုံလာရိုက်တဲ့မေလာဆုံးတွေငွေသိန်း100နဲ့ကာဒစီဓမြအတိုက်ခံရကအေဘ23ရက်နေ့မှာလည်းပဲထင်းရှုံညာဘက်သွားရပါရမီလမ်းမှာမင်းကလေးတယောက်လူရဓာတ်ခုတ်ခံရတာဖြစ်ပါတယ် ပြီးခဲ့တဲ့အပိလ20ရက်နေ့ကလည်းပဲ MND ထိန်းချုပ်ထားတဲ့အချုပ်အထာကိုနိုင်ငံရေးအကျဉ်းသားတောင်းတဲ့စစ်တောင်ပန်းမိသားစုတွေကလည်းလို့အရင်ပြစ်မှုမျိုးစုံနဲ့အကျဉ်းသားဟောင်းတွေရောအကျဉ်းသားအစ်တတွေပါမကြမ်းထောင်ကလွတ်ခဲ့ပြီးတဲ့နောက်ဒီအကျဉ်းထောင်ကလွမြောက်လာသူတချို့ကလာရှုံမြို့မှာအခြေပြုသွားလာနေကခိုးတာတွေလူရက်တာတွေဓာတ်ခုံမှုတွေပုံမှုဆွေးရလာတာတွေ့ရတဲ့ကြောင့်ဒေသခံတွေကဆိုပါတယ်